အခုလိုအကြောင်းရင်းကြောင့်ခိုင်နေဝေစီမှာတွားရောက်မလူတန်ခဲ့တဲ့ပိုင်တကုံပရိသတ်များလုံးမမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတလွန်အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ခိုင်နေဝေတရားပတ်စံသိန်း30ကိုပြန်မပေးတဲ့အမှုနဲ့ပတ်သက်ပြီးတော့ဝေဖန်ခံနေရပါတယ်ဒါအပြင်ပရိုက်တာလုံးနေရင်လည်းချက်ချင်းကြီးချမ်းသာကြွယ်ဝလာတာနဲ့ပတ်သက်လို့လည်းမတင်ကားဖြစ်နေကြတာဖြစ်ပါတယ် အဲ့ဒီထဲကမှမင်းသားကျော်ပိုင်ကွန်ကလည်းခိုင်နေဝေရဲ့လောရက်တွေကိုကြည့်ပြီးတော့အယုံကြည်မရှိတော့တာကြောင့်ခိုင်နေဝေရဲ့ဖောင်ဒေးရှင်းမှာလှူဒန်းတာမျိုးမလုပ်တော့ဘူးလို့သိရပါတယ်။မြန်မာနိုင်ငံရဲ့အခြေအနေစက်တဲလာတာနဲ့အမျှစာဝတ်နေရေးနဲ့ပတ်သက်လို့တရက်ထက်တရက်ပိုပြီးတော့ခက်ခဲစက်တဲလာကြပါတယ်။လူတွေကလည်းပတ်စံရတဲ့နီလန်ပေါင်းစုံတုံးပြီးတော့ပတ်စံရှာဖွေနေကြတာပါ။တနည်းအားဖြင့်ကတော့တချို့သူတွေကပရိုက်တာတွေမျိုးစုံလုပ်ပြီးတော့အမျက်စားလို့ရအောင်လှုပ်ဆောင်နေကြတာကတော့ကြာမြင့်ခဲ့ပါပဲ။ အခုလည်းပဲမြန်မာနိုင်ငံမှာနာမည်ကြီးအောင်မြင်နေတဲ့ Brighta မိခင်ကြီးခန့်နေဝေတယောက်ကဘယ်သူမှထင်မှမထားတဲ့ကိစ္စတစ်ခုကိုလုံဆောင်ခဲ့ရပါ။အဲဒါကတော့ပရိသတ်တွေတီးကြတဲ့အတိုင်းသူများရဲ့ပတ်စံအသိန်း30ကိုပြန်မပေးခဲ့ရပါ။အထက်ဆိုင်ပိုင်ရှင်မရှားထက်တွေဟောင်းခန့်နေဝေရဲ့ Foundation Account ကိုမေလ9ရက်နေ့က29သိန်းကျော်ကိုမှာရင်ပြီးတော့လွှဲလိုက်မိတာကနေစတင်ခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်းမှာပဲမရှားတဲ့တွေကမှာရင်ပြီးပို့လိုက်မိကြအောင်တက်တင်နေတကွဖြစ်ချောင်းကုန်စင်ကိုအင်တာနက်ပေါ်မှာတင်ခဲ့ရပါဒါကိုခိုင်နှင်းဝင်တယောက်တီတီလေးရဲ့နဲ့ပိုင်ရှင်စီကိုလုံးဝပြန်မပေးခဲ့ရပါမရှားထန်းတွေကတော့သူပင်ပင်ပမန်းရှာထားတဲ့ပတ်စံတွေဖြစ်တာကြောင့်တိန်း30ကိုပြန်လဲပေးဖို့အတွက်တောင်းခံခဲ့ပါတယ်။ဒါပေမဲ့လည်းခိုင်နှင်းဝင်ကတော့နေပေးမယ်ညပေးမယ်နဲ့နေရွှေ့ညရွှေ့မလိန်တဲ့ဘက်တွေလုံနေခဲ့ရလို့ဆိုပါတယ်။ ခနင်းဝရဲ့ Brighter Foundation တွေတိုင်းမှာအလူရှင်တွေများပြားပြီးတော့စေတနာတရားတရားထက်သန်စွာနဲ့ပဲလှူဒန်းကြတာတွေရှိပါတယ်။ဒီလိုမျိုး Brighter တွေလှူဆောင်နေတဲ့သူတယောက်ဟာသူများရဲ့ပတ်စံသိန်း30လောက်ကိုဘာကြောင့်မမောပြီးတော့ပိုင်ရှင်လက်သေးကိုပြန်မထည့်ပေးရတာလဲလို့ပြည်သူပြည်သားတွေကတော့ဝေဖန်တိုက်ခိုက်ကြပါတယ်။ဒီလိုချိန်မှာမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးမင်းသားတစ်လက်ဖြစ်တဲ့ပိုင်ဒဂုံကအလူအချမ်းတွေကိုအများပြားလှူဆောင်နေပြီးတော့အမြဲတမ်းစိတ်ကောင်းနှလုံးကောင်းရှိတဲ့ Brighter မင်းသားတစ်လက်လို့ဆိုနိုင်ပါတယ်။ ပိုင်နဂုံကတော့သူရဲ့ပရိုက်တာအလူတွေကိုသူများတွေလိုမျိုးပဲအများနဲ့မီဒီယာသမားတွေခေါ်သွားပြီးတော့သွားလူတာမျိုးမရှိခဲ့ပါဘူး။တခါတလေမှသာလူသိရှင်ကြားသွားရောက်လူဒန်းလေးရှိပါတယ်။ ိုင်းနဂွန်ကပြည်သူပြည်သားတွေအမှန်တကယ်စင်ရဲချိုးတဲ့ပြီးတော့အခက်ခဲဖြစ်နေတဲ့သူတွေကိုသာတွားရောက်လှူဒန်းတာပါအခုတခါမှလည်းပိုင်းနဂွန်ကဇနီးဖြစ်သူလင်းများဖြူနေတဲ့သူ YGW လို့ခေါ်တဲ့မိဘမဲ့ဂေဟာမှာတွားရောက်လှူဒန်းလိုက်ကြပါတယ် YGW မိဘမဲ့ဂေဟာကရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်တနတ်ချောင်းကျေးရွာအုပ်စုမှာတည်ရှိနေပြီးတော့ပိုင်းနဂွန်တို့ဇနီးမောင်နှံနှစ်ဦးကတော့အလူငွေ123သိန်းကိုတွားရောက်လှူဒန်းပြီးတော့ကလေးတွေအတွက်တနတ်စာအာဟာရဌာနကျွေးမွေးခဲ့ရပဲဖြစ်ပါတယ် ပိုင်နဂုံကတော့ 1GW မိဘမဲ့ကေယာမှာအမှန်တကယ်ကိုကလေးတွေအတွက်အလူရှင်လိုအပ်နေရကိုတီးလို့တွားရောက်ခဲ့ရပါပိုင်နဂုံကကလေးတွေပေါ်မှာစိတ်ရှည်လက်ရှည်နဲ့ဓာတ်ပုံတွေရိုက်ကူးခဲ့တယ်လို့သိရပါတယ်ပိုင်နဂုံရဲ့စေတနာတရားတရားတွေကအမှန်တကယ်ကိုလိုအပ်နေတဲ့နေရာကိုတွားရောက်စုံစမ်းပြီးအလူတန်းခဲ့ရကြောင်းအနုပညာရှင်တွေနဲ့အတူပရိသတ်တို့ကလည်းချီးကျူးနေခဲ့ပါတယ် ီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကရောပိုင်နဂွန်တယောက် YGW မိဘမဲ့ကေယာမှာတွားရောက်လူတန်းခဲ့ပြီးတော့ခိုင်နေဝင်ရဲ့ဖောင်ဒေးရှင်းမှာတွားရောက်မလူတန်းတာနဲ့ပတ်သက်လို့မိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်